the four development phase ဒီမှာဆိုလို့ရှိရင်သူက dodgy dynamic လို့ခေါ်တယ်။နံပါတ်1ကကျတော့ high will low skill ။ဘာလဲဆိုတော့အော်ဒါမပြောခင်ဒါလေးပြောမယ်။ commitment ဆိုတာကကျတော့ဒါကိုက decision လုပ်ဆောင်ခြင်း competence ဆိုတာကကျတော့ drenching လိမ့်မှခြင်း။ drenching သိနားလည်ခြင်းပေါ့။အဲ့တော့ကိုကဘာဖြစ်လဲဆိုတော့ high will လုံချင်စိတ်များတယ်။ဒါပေမဲ့ skill ကနည်းနေဆို you are excited but in experience ဒီလိုမျိုးအခြေအနေပေါ့နော်။အဲ့တော့ ဒီလိုမျိုးအခြေအနေကကြတော့ကိုကတဖြည်းဖြည်းနဲ့ဒီကျွမ်းကျင်မှုတိဆောက်လာလို့ရှင် high well high skill ဘက်ကိုသွားနိုင်တယ်အဲ့အချိန်ရောက်လို့ရှင်တော့ကိုက mastery ပဲဘာဖြစ်လဲဆိုတော့ဟိုကိုကျွမ်းကျင်တဲ့အရာကိုကိုယ်ကိုလောက်ခိုင်းတဲ့ကမှာအရင် motivate ဖြစ်တယ်လို့ပဲပေါ့နော်ခုဆို sub book summary ကိုပြောရမယ်ဆိုရှင်ဒီလိုမျိုးခန်းစားချက်ဖြစ်တယ်ဘိုးပထမဆုံးစတယ်ပထမဆုံး10ဖုတ်လောက်ကဘာဖြစ်လဲဆိုတော့ high will ဖြစ်တယ်ဒါပေမဲ့ low skill ဖြစ်တယ်ဒီနံပါတ်တက်ပေါ့အဲ့တော့တက်ကနေပြီးတော့ဒီလေးကိုသွားဖို့ကအများကြီးပို့ပြီးတော့ဟိုဒါက personally ပေါ့နော်ခန်းစားရတဲ့အရာပေါ့ ဟိုဖြစ်နိုင်ခြေများလာနိုင်သေးတယ်။ဒါတို့ကကြောင့် low will low scale အဲ့ဒါကကြောင့်ဗာလဲဆိုလူတွေအလုံး give up လုပ်တဲ့အချိန်ဟာဘာလဲမလုံချင်ဘူး passion မှမရှိတာမလုံနိုင်ဘူး။ဘာလို့လဲဆိုတော့ passion မရှိဆိုတော့ကြွကြွမှုမရှိဘူး။ကြွကြွမှုဘာလို့မရှိလဲဆိုတော့လှုပ်ရှင်စိတ်မရှိဘူးပေါ့နော်။အဲ့ချိန်ကတော်များ give up လုပ်တဲ့အချိန်။နံပါတ်3ကကြတော့ဗာလဲဆိုတော့ low will high skill low will ဆိုတဲ့အတိုင်းပဲသူကလှုပ်ရှင်စိတ်နေတယ်ဒါပေမဲ့ high skill ဟို skill ကတော့များတယ်အဲ့ဒါဘာလို့အချိန်လဲဆိုတော့ suit အခုလေးနေမယ် so อ่ะဒီ class တွေကိုဒီပေါ့နော် professional တွေနဲ့အာဟိုအခုလေးနေမယ်လောက်ဖို့အတွက်ကို suit finance အမြင်စုကို advice ပေးအမနဲ့စကားပြောနေအဲ့မှဆိုရင်သူ skill ကအရင်မြင်တယ် အရှမ်းမြင်တယ်အဲ့တော့သူုံနဲ့ class လုပ်မယ်ဆိုရင်ကွာဟိုရိုးရိုးမသိပဲနဲ့လုပ်နေရတဲ့သူတွေမဟုတ်ဘူးသူကစေစုံနဲ့စေစုံနဲ့တောင်မကြတော်တော်ကြာပြီပေါ့နော်အဲ့တော့အရင်ကြာပြီဆိုတော့သူက skill ကအမြင်တပည့် low will ဖြစ်နေရဲ့ဘာလို့လဲဆိုတော့သူကသူ့ရုပ်ကိုပြဖို့တော့ confidence မရှိရဲ့ဥစားဖြစ်ဆိုအော်ဒါလေးတော့သွားပြီးတော့ reflect ဖြစ်တယ်ပေါ့ဆိုတော့ကကိုကဒီ၄ချက်ကိုသိတယ်ဆိုလို့ရှိရင် ကိုလှုပ်တဲ့အလုပ်တရားလေတခါလေ motivate မဖြစ်နေဘူးဒီလူမျိုးတွေအရာ natural process ဆိုတာသိဖို့လိုတယ်ကိုကကိုသွားပြီးတော့ဟိုမ short ထွက်လိုက်ဖို့လိုတယ်ပေါ့နော်ငါဘာခံစားနေရလဲငါဘာဖြစ်နေရလဲဒါတွေကိုသိတယ်ဥမာ fashion ဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့မရှောင်လွယ်ဘူးပြီးတော့အကြောင်းပြချက်တွေအလကားမပေးဖြစ်ဘူးကိုတကယ်ဖြစ်နေတာဘယ် face ထဲမှာဖြစ်နေလဲဆိုတော့သိတဲ့အခါမှာပေါ့နော်ဒါလေးလည်းအရင်ကြိုက်တယ်ဒါ chapter 5 curie